တို့ကိုတို့အခုလူပညာရှင်တွေအကုန်လုံးကိုယ့်ကိုသိစေချင်တယ်တချို့လူပညာရှင်တွေမျက်နှာတွေချိုးမပြေသေးဘူးကျွန်တော်သိတယ်ပြောထားရတော့ဘယ်သူလို့ပြောတော့ဒါတော့ဆိုဒီလောက်လောက်ဆိုရင်တော့ရနေပြီပြောသေးဘူးနော်ဘယ်သူချိုးပြေလဲခလီမာလေးတယောက်သူကလည်းတော့ချိုးပြေဘူးကျွန်တော်ကြည့်မရလူမျက်နှာချိုးကုန်ပြီလားအချိုးကုန်ပြီလားစီအစိုးရငါတို့ခိုင်းလို့ငါတို့လောက်ရတာအေးခင်ဗျားတို့အဲ့လိုမျက်နှာအမူအရာစိတ်နေထားလေလေခင်ဗျားတို့အဲ့လိုလှုပ်လေလေဟိုကခင်ဗျားတို့ကင်ဆွလေလေခင်ဗျားတို့ကဂျားညံ့လေလေ ဟုတ်ကဲ့ကျွန်တော်မိဘညီကိုမွန်မများအားလုံးပဲတော်လန်နေလေခင်လေပါဒါကျွန်တော်ဒီကနေ့နိုဝင်ဘာလ12ရက်နေ့အတွက်နေ့လယ်ပိုင်းတည်ရတဲ့မြေပြင်စစ်ရေးသတင်းလေးတွေနဲ့ဒီနောက်မှာဒါကျွန်တော်ထုံးစံတိုင်းပဲဗီဒီယိုလေးတစ်ပုဒ်နှစ်ပုဒ်သွားပြီးတော့ကြည်လိုက်အောင်ညာကဲတော့ပထမဆုံးဒီဆမ်းပြည်နယ်မြောက်ပိုင်းမှာတောင်တမတော် TNL စောက်ခောင်မဲ့မုံမိတ်မြို့မှာ ABSDM နဲ့ PDF တို့ကို KIA ကစစ်ရေးကူညီသွားမယ်လို့ KIA ကိုပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကခေတ်သစ်မီဒီယာကိုပြောဆိုလာပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ ဒါမုံမိန်မြို့နယ်မှာဆိုရင် KNY တက်ရင်များစွာစီးနေပြီး ABSDF PDF တို့နဲ့အတူပူးတွဲစီးနေကြောင်းတပ်ပေါင်းစုအဖြစ်အတူတူနေထိုင်ပြီးအခြေချတာကြောင်းနဲ့ KNY အနေဖြင့် DNL ဆောက်ကောင်မဲ့မုံမိန်မြို့နယ်ပတ်သက်ပြီးစစ်ရေးအရဆောင်ရွက်ဖို့မရှိသေးပေမဲ့ ABSDF နဲ့ PDF တို့ရဲ့စစ်ရေးနှုတ်ဆောင်မှုတွေဆောင်ရွက်လာပါက KNY ကကူညီသွားမည်ဖြစ်ကြောင်းဘုံမကြီးနော်ဘူးကပြောဆိုလာပါတယ်ဒါမုံမိန်မြို့နယ်ထဲမှာကျွန်တော်တို့ KNY တက်ရင်34ရင်းရှိပါတယ် KIA PDF တပ်ပေါင်းစုကအတူတူနေထိုင်နေပါတယ်အခြေချတာပါတယ်မုံမိန်မျိုးနဲ့ပတ်သက်လို့တီးတန့် KIA ကတော့ဘာမှလုပ်ဖို့မရှိဘူးဒါပေမဲ့မဟာမိတ် ABSDM နဲ့ PDF တွေကိုတော့ KIA အနေနဲ့ကူညီတာမျိုးတော့စိနိုင်တယ်လို့ဘုံမူကြီးနော်ဘူးကခေတ်သစ်မီဒီယာကိုပြောဆိုလာပါတယ်ဒါမုံမိတ်ခရိုင်ပြည်သူ့ကာကွယ်အဖွဲ့ကလည်းမုံမိတ်ခရိုင်အတွင်းမှာဖြစ်ပေါ်နေတဲ့အခြေအနေများအရမိတို့ပင်အခက်အခဲနဲ့ကြုံတွေ့စေကမှုပြည်သူနဲ့တသားတည်းစီနေမိဖြစ်ကြောင်းဒါအပြင်စစ်ကောင်စီလက်အောက်သို့မကြောက်ရွံ့စေရန်နဲ့ တော်လိုင်းအောင်မြင်မှုပန်းနိုင်စီတို့အမြန်ဆုံးရောက်ရှိစေရန်တော်လိုင်းညီနောင်မဟာမိတ်များနဲ့အတူပူးပေါင်းကအောင်မြင်မှုရသည့်အထိဆက်လက်ကြီးတက်သွားမည်ဖြစ်ကြောင်းဂတိသစ္စာပြုထားပါတယ်။ဒါ TNL ကအော်တိုဘာလ29ရက်နေ့မှာတရုတ်ရဲ့ဂျောင်းဝင်စစ်ဆန်မှုဖြင့်အကြမ်းဖက်စစ်တပ်နဲ့အပြစ်ခတ်ရက်စဲလိုက်ပြီးမိုးကုံနဲ့မိုးမိတ်မြို့တွေမှာပြန်လည်ဆုတ်ခွာသွားမည်ဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။ကဲတော့နော်ဒါ KI ကတော့တော်လိုင်းနဲ့ပတ်သက်ပြီးအခုချိန်ထိကိုဒါကျွန်တော်ပြည်သူတွေနဲ့တရားတဲ့ရည်တည်ပေးနေတဲ့အတွက်ဒါကြောင့်ပြည်သူတွေအနေနဲ့ကလည်း တကယ်ကိုကျေးဇူးတင်ပါတယ်လေးလေးလေးစားပါတယ်ကဲတော့နောက်ထပ်ဒီအသက်တွေရင်းပြီးတက်ရတာဖြစ်လို့လွတ်မြောက်နေမိတဲ့ကိုအချမ်းဘတ်စစ်တပ်လက်အောက်စီပြန်မရောက်ဖို့အတွက်အစွမ်းကုန်ကာကွယ်သွားမယ်လို့ချင်းကြီးညောင်ကပြောဆိုလာပါတယ်ဆိုတဲ့သတင်းလေးကလည်းဒီလွတ်မြောက်ထားပြီးသားနေမိတဲ့ကိုအချမ်းဘတ်စစ်တပ်လက်ထဲပြန်မရောက်ရဲ့အတွက်ကိုစွမ်းညံစွမ်းစီးသွေးအစွမ်းကုန်ကာကွယ်သွားမည်ဖြစ်တယ်လို့ချင်းကြီးညောင်ပြောရေးဆိုခွင့်ရှိသူစလိုင်းယုံမန်ကပြောဆိုလာပါတယ် ဒီအကြံပတ်စစ်တပ်ကလေကြောင်းနဲ့မြေပြင်ကနေအင်အားအလုံးရင်းသုံးပြီးချင်းပြည်နယ်ကနေမြေတွေကိုပြန်လည်စိုးမိုးနိုင်ဖို့အတွက်ထိုးစစ်ဆင်လာတဲ့အခြေအနေနဲ့ပတ်သက်ပြီးမေးမြန်းရမှာတော့စလိုင်းရောမန်ကအခုလိုပဲပြောဆိုလာပါတယ်။ဒီအကြံပတ်စစ်တပ်ကအရင်ကတည်းကအင်အားတွေများစွာသုံးပြီးစစ်စင်ရေးလှုပ်ဆောင်လာတဲ့အခါမှာအခက်အခဲတွေရှိပေမဲ့ချင်းကြီးနောင်အနေနဲ့မြို့သိမ်းစစ်စင်ရေးအောင်ပွဲပြီးကြတဲ့ကအကြံပတ်စစ်တပ်ရဲ့ထိုးစစ်ကိုတုံ့ပြန်ဖို့အတွက်ကြိုတင် ပြင်ဆင်ထားကြောင်းစလိုင်းရောမန်ကပြောဆိုထားပါတယ်။ ဒါကျွန်တော်တို့ကတော့စစ်စင်းပြောရမယ်ဆိုရင်လွမြောက်အောင်တိုက်ထုတ်ပြီးသားနေရာတွေကတော့ပြန်မပေးချင်ဘူးဒါကအသက်နဲ့ရင်းပြီးအများကြီးတိုက်ယူခဲ့ရတာကိုဆိုတော့လွမြောက်ခဲ့တဲ့နေမီတွေကတော့အစွမ်းကုန်ကာကွယ်ရမှာပဲအစွမ်းကုန်ဖြစ်နိုင်တဲ့နီးနဲ့ရုံးကန်ရမှာပေါ့အဲ့ဒီလိုမျိုးတွေတော့စီတယ်အာမခံကြတော့မရှိဘူးပေါ့ဒါပေမဲ့ကိုစွမ်းညံစွမ်းစီးတဲ့လောက်အများကြီးအလုတ်လောက်အောင်မှာပေါ့ဆိုပြီးဆလိုင်းရောမန်ကပြောဆိုလာပါတယ်ဒီအကြံပတ်စစ်တပ်ကချင်းမိနယ်မြောက်ပိုင်းဖြစ်တဲ့တီးတိမ်မြို့နယ်တန်ငယ်မြို့ဘက်ကိုစကိုင်းတိုင်းကလေးမြို့ဘက်ကနေမြေပြင်စစ်ကြောင်းထိုးလာတဲ့လို့ တီးတိမ်မြို့ကိုလည်းလီချောင်းကစင့်အားဖြစ်တင်ပြီးတီးတိမ်ကနေတဆင်းတိုင်ငင်ဘက်သို့စစ်ကြောင်းထိုးလာရမှာချင်းတော်လိုင်းအင်အားစုတွေနဲ့တိုက်ပွဲဖြစ်ပေါ်လျက်ရှိပါတယ်။အလားတူချင်းပြည်နယ်တောင်ပိုင်းကို UDP အကြမ်းဖက်စစ်တပ်ကမကွေတိုင်းပခုတ်ကူကနေပေါင်မြို့နယ်ပေါင်မြို့နယ်ကနေတဆင်းပုံတောင် ပုံညာဒေသကိုထိုးစစ်ဆင်လာရမှာတော်လိုင်းပူပေါင်းတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပေါ်လျက်ရှိကြောင်းသိရပါတယ်။ကဲတော့ဆက်ပြီးတော့ရခိုင်ပဲခူးအဆက်ရခိုင်မကွေအဆက်နဲ့ရခိုင် AR အဆက်တပ်ပွဲတွေမှာအကြမ်းဖက်စစ်တပ်ဘက်မှ အလံပြူတောင်အလင်းဝင်သူဖန်စီယာမိသူနဲ့ထွက်ပြေးလာသူတပ်ဖွဲ့ဝင်82ဦးကိုအာရခတ်တပ်တော် A ကဖန်စီယာမိထားကြောင်းမနေ့ကနိုဝင်ဘာလ17ရက်နေ့ညပိုင်းကအာရခတ်တပ်တော် A ရဲ့တည်င်းထုတ်ပြန်ချက်အရသိရပါဗျ။ဒါရက်ခိုင်ပဲခူးတိုင်းအဆက်ရက်ခိုင်မကွေးတိုင်းအဆက်နဲ့ရခိုင် AOD တိုင်းအဆက်တို့မှာအကြမ်းဖက်စစ်တပ်ရဲ့ထိုးစစ်များကိုအာရခတ်တပ်တော် A ကခုခံစစ်များနဲ့အတူတံပြန်ထိုးစစ်များဖြင့်အကောင်းဆုံးတုတ်ပြန်လျက်ရှိကြောင်း ဒီအကြံပတ်စစ်တပ်ရဲ့မတရားသဖြင့်အတင်းအဓမ္မစစ်မှုထမ်းရန်စုဆောင်ခြင်းခံရသောတပ်ဖွဲ့ဝင်တစ်တွေကလည်းတိုက်လို့ခိုက်လို့စိတ်မရှိပဲတိုက်ပွဲဖြစ်ပွားရနေရာများမှာအခွင့်အရေးရရင်ရသလိုနေ့စဉ်နဲ့အမျှထွက်ပြေးလျက်စီကြောင်းဒါအပြင်ဒီအကြံပတ်စစ်တပ်ဘက်မှစစ်သားတွေကအလံဖြူတောင်းလက်နက်ချကအလင်းဝင်ရောက်လျက်စီကြောင်းနဲ့ထို့အတူအချို့သောစစ်တပ်ဘက်မှတပ်ဖွဲ့ဝင်တွေကိုတိုက်ပွဲအတွင်းလက်နက်သို့မဟုတ်လက်နက်မဖြစ်လက်ရဖမ်းဆီးရမိခဲ့ကြောင်းလည်းအရခတ်တတော် A ကဆိုထားပါတယ်ဒါယခုနဲ့နိုဝင်ဘာလ10ရက်နေ့ကနေနိုဝင်ဘာလ10ရက်နေ့အထိ ဘကိုးတိုင်းဗတောင်မြို့နယ်ကပ္ပစဆက်ကြောင်အနီးတပ်ဝဲတွေအတွင်မှာအကြံပတ်စစ်တပ်မှအလှံဖြူတောင်တက်ပြီးလက်ရဖမ်းဆီးရမိသူစုစုပေါင်း16ဦးတိစီးခဲ့ကြောင်းနဲ့ဒါအပြင်အခြားသောစစ်မြေပြင်တစ်ခုဖြစ်တဲ့ဘကိုးတိုင်းဗတောင်မြို့နယ်ညောင်ကျိုးကျေးရွာနီးလီလာတောင်ပတ်ဝန်းကျင်အနီးတပ်ဝဲတွေမှာလည်းဒီအကြံပတ်စစ်တပ်မှအလှံဖြူတောင်တက်ပြီးလက်ရဖမ်းဆီးရမိသူစုစုပေါင်း10ဦးတိစီးခဲ့ကြောင်းလည်းသိရပါဗျာ။ ဒါနိုဝင်ဘာလ9ရက်နေ့မှာဆိုရင်လဲဘကူတိုင်းပတောင်းမြို့နယ်ကပ္ပဆ16အနီးရင်ဆိုင်တပ်ဖွဲ့တွေအတွင်အကြံပတ်စစ်တပ်ရဲ့ခမရ363တဲ့ရင်မှစစ်သား၄ဦးကိုလည်းလက်ရဖမ်းဆီးရမိခဲ့ကြောင်းနဲ့နိုဝင်ဘာလ10ရက်နေ့နေကန်ဗျူဟာကုန်းမှာစစ်တဲ့အကြံပတ်စစ်တပ်ရဲ့အမှတ်ကိုစစ်မြေပြင်စစ်တဲ့ရင်ခူလန်အခြေစိုက်တပ်မှတက်ကြမြုံမင်းထွန်းကလည်းအော်ရခတ်တော်အေအေထံကိုအလင်းဝင်ရောက်လာခဲ့ကြောင်းသိရပါတယ်။အလားတူအော်တိုဘာလ3ရက်နေ့မှနိုဝင်ဘာလ9ရက်နေ့အတွင်အေယာဝတီတိုင်းတာပေါင်းမြို့နယ် တာပေါင်းကလေးကြေးရွာအနီးနဲ့လီမင်နာမြို့နယ်ဆက်ဆက်ရိုးချင်းလက်ကြေးရွာများအနီးမှာဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲတွေအတွင်အကြမ်းဖက်စစ်တပ်ဘက်မှထွက်ပြေးလာပြီးအာရခတ်တပ်တို့အေအေထံမှဖမ်းဆီးခံရသူစစ်သား20ကျော်နဲ့လက်နက်ချအလင်းဝင်ရောက်သူ20ကျော်အထိရှိခဲ့ကြောင်းလည်းသိရပါဗျ။ဒါအဆိုပါစစ်သားတွေမှာခမာယာ၄ခမာယာ၅ခမာယာ၆ခမာယာ30ခလာယာ35ခလာယာ70အစရှိသောတပ်မ66လောက်ခန့်တပ်ရင်းများနဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လောက်ခန့်တပ်ရင်းများဖြစ်ကြတဲ့ခလာယာ63အိမ်မဲ့ ခလာရ281ပသိမ်အစရှိသောတပ်ရင်းများမှထွက်ပြေးလာကြတဲ့သူတွေနဲ့လက်နက်ချအလင်းဝင်ရောက်လာသူများဖြစ်ကြောင်းအဆိုပါအလင်းဝင်ရောက်လာတဲ့သူများနဲ့ဖမ်းဆီးရမိတဲ့စစ်သားတွေအလုံးနီးပါးမှာယခုနှစ်အတွင်းအတရားနမစစ်မှုတန်းပေါ်တာဆွဲခြင်းခံရတဲ့စစ်တင်တန်းဆင်းများဖြစ်ကြပြီးအချို့မှာတော့အသက်ဆက်စစ်နဲ့မပြည့်သေးသောသူများအထက်တန်းကြောင်တက်နေကြတဲ့ကျောင်းသားများဖြစ်ကြောင်းလည်းသိရပါဗျ။ကဲတော့ဒီအချမ်းပတ်စစ်ခွေတက်ရဲ့မန်းရံရုံမှမှုတွေကတော့ဘလောက်ထိမန်းရံလဲဆိုရင်ဒီအထက်တန်းကြောင်တက်နေစေဖြစ်တဲ့ကျောင်းသားတွေကိုပါမချမ်း ဒီအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးပြီးဒီစစ်တမ်းမှာသွားပြီးတော့အသေးခံခံနေတာဆိုတော့ဒီလိုမျိုးသတင်းတွေကြားရင်တော့မင်းတို့ဟိုဘတ်အောက်တန်းစာရက်ကွာသတင်းမီဒီယာဆိုတဲ့အကောင့်နေနော်ဗာစောက်တမ်းမကိုမထွက်ကြဘူးကဲတော့ဆက်ပြီးတော့ဒီအာနန္ဒိစီရစုကြီးစိုးထားရမန္တလေးတိုင်းမေမြို့မှာဒီကနေ့မနက်ပိုင်းမြို့လယ်နိုင်စင်နာကဆွေဆိုင်တဆိုင်မှာဓမြအတိုက်ခံရရပါတယ်ဆိုတဲ့သတင်းလေးကလည်းဒါဒီကနေ့နိုဝင်ဘာလ12ရက်နေ့မနက်9:00ကျော်အချိန်မေမျိုးမျိုးလေနိုင်စဉ်အနီးကဆွေဆိုင်တဆိုင်ဓမြတိုက်ခံခဲ့ရတာဖြစ်ပြီ ဆိုင်လုံချုံရင်ဝန်ထမ်းအမျိုးသားတအူးတည်ဆုံးခဲ့ကမြို့ကန်တွေကဝိုင်းဖန်လို့ဓမြအဖွဲ့တွေကတနက်တမာတယောက်ကိုဖမ်းမိခဲ့ကြောင်းမြို့ကန်တအူးကပြောဆိုထားပါတယ်။ဒါဓမြအဖွဲ့တွေကတယောက်ကိုတော့ဖမ်းမိပြီးပစ္စတိုတလက်ပါတင်စီရမိထားတယ်လို့အကြံပတ်စစ်အုပ်စုကလည်းသတင်းဖြန့်တာပါတယ်။ဒါစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မေမျိုးအပါဝင်မန္တလေးတိုင်းတဲ့ကဓမြမှုလူရမှုခိုးမှုတွေဇက်တိုက်ဖြစ်ပေါ်နေပြီးလွန်ခဲ့တဲ့လပိုင်းကမန္တလေးမြို့ပေါ်မှာဖြစ်ပေါ်ခဲ့တဲ့ဆွေဆိုင်ဓမြမှုတွေမှာဆိုရင်အကြံပတ်စစ်အုပ်စုကလက်သက်မွေးထားတဲ့ ပြူစောထီးတွေကကျူးလွန်ခဲ့တာဖြစ်ကြောင်းသိရပါဗယ်။အဲတော့ဒီမန္တလေးမှာဓမြမှုတွေဖြစ်တဲ့ဆိုရင်ဘယ်ုံမှသွားပြီးတော့မကြည့်နဲ့နော်။ဒီဓမြခေါင်းဆောင်ငပောက်ရဲ့ပြူခွေးတွေနဲ့ဒီစစ်ခွေးတွေပေါင်းပြီးတော့တိုက်တာပဲနော်။အဲတော့မင်းတို့ဟုတ်ပါအောက်တန်းစားရက်ကွာကောင်းနေမင်းတို့ပြောတော့မင်းတို့စစ်ခွေးတက်ထိန်းချုပ်ထားတဲ့နေမီဒီမှာအေးချမ်းပါတယ်ဆိုဟမ်ဒီဓမြမှုတွေတောင်မှမင်းတို့မထိန်းနိုင်မသိမ်းနိုင်ကြဘူးလား။ဒီလောက်ထိပြည်သူတွေအပေါ်လဲလက်နက်ပြပြီးတော့ချင်းချောင်းဝင်ညှိအောင်မဝကြသေးဘူး။ဒါဓမြမှုတွေကိုပါထပ်ပြီးတော့ကျူးလွန်ကြတယ်ဆိုတော့မင်းတို့ကောင်းနေမလွန်ကြသေးဘူးလား။ဟမ် ကဲတော့သတင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးတို့တွေအချမ်းပတ်စစ်ခွေတက်အတွက်ဝါရဖြန့်ပေးဖို့ရက်ကူရေးရိုင်းနေတဲ့အချိန်မှာဒီချမ်းမြင့်မောင်ချိုကမျက်နှာမအီမတာလုံနေလို့ဆိုပြီးဒီစစ်ခွေလော်ဘီစာရဖောက်ကောင်စပားဝဲစားကြုံမျိုးမင်းကချင်းချောက်တလူလိုဘာလိုလိုနဲ့ဒီကောင်ကဘလိုတွေပြောဆိုထားအောင်လဲဆိုတာကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်ညာသူတို့ကသူတို့အခုလူပညာရှင်တွေအကုန်လုံးကိုယ့်ကိုသိနေကြတယ်တချို့လူပညာရှင်တွေမျက်နှာတွေချိုးမပြေသေးဘူးကျွန်တော်သိတယ်ပြောထားရတော့ဘယ်သူလို့ပြောတော့ဒါလို့ဆိုဒါလောက်လောက်ဆိုရင်တော့ရနေပြီပြောသေးဘူးเนาะဘယ်သူချိုးပြေလဲ ကျွန်တော်ကြိုက်တဲ့ဆိုတော့ကလေးမလေးတယောက်သူကလည်းတော့ချိုးမပြူကျွန်တော်ကြည့်မရတော့ဘူးသူသချင်း music ကိုကြိုက်တယ်ဒါပေမဲ့လူမျက်နှာအချိုးကိုမပြီးတာအချိုးကိုမပြီးတာအဲ့တော့ထားပါတော့ဆိုတော့သူတို့ကျင်ညာနေတာကိုသူတို့ကသူတို့သိဖို့လိုတာအဲ့ဒီနုပြရှင်နေအကုန်လုံးကကိုကိုကိုသိရမှာအဲ့တော့မှအစိုးရကငါတို့ခိုင်းလို့ငါတို့ကလို့ရတာအေးခင်ဗျားတို့အဲ့လိုမျက်နှာအမူအရာစိတ်နေထားလေလေခင်ဗျားတို့အဲ့လိုလှုပ်လေလေဟိုကခင်ဗျားတို့ကိုကင်ဆွလေလေခင်ဗျားတို့ကဂျားညံနေလေလေ သူအရခုဖြစ်နေတဲ့ပြဿနာကတပ်ပါတီချုပ်ဖြစ်ချင်တဲ့စိတ်ပေါ့အဲ့ဒါလေးဒီကိုကိုကစက်မပြည့်တဲ့နိုင်ငံစက်မပြည့်တဲ့လူပညာရှင်ကနီပိတ်တစ်ဖက်ပိတ်တွေဖြစ်တယ်ဆိုတော့ကိုကိုကျင်ညာလိုက်ဆိုတော့အဲ့ဒါမမေ့ဘူးလို့ပြန်စမ်းတော့ခင်ဗျားတို့ရဲ့ခန္ဓာကိုယ်ကြီးရခင်ဗျားတို့ရဲ့စိတ်နေစိတ်ခင်ဗျားတို့ခန္ဓာကိုယ်ခင်ဗျားတို့ရဲ့စိတ်ခင်ဗျားတို့ယုံကြည်ချက်တွေကလုံးဝတပါတီအတွက်လားလူပုဂ္ဂိုလ်တူတက်အတွက်လားနိုင်ငံတော်တွေဖြစ်ချင်တာစဉ်းစားပြည်တော်စုတမရမြန်မာနိုင်ငံတော်နော် ပြည်တော်စုတမရဒေါ်ဘသူဥပဒုနိုင်ငံတော်မဟုတ်ဘူးအဲ့ဒါလေးကိုသိဖို့လိုတယ်ဆိုတော့ခင်ဗျားတို့လည်းသိဖို့လိုတယ်အဲ့တော့အပြင်ကတိုက်ခိုက်တာတွေကိုလည်းခေါင်းနဲ့ထည့်ပြန်မလို့ ကိုလှုပ်ဆရာချက်လှုပ်ပါပြီးတော့ကိုလှုပ်နေတဲ့အပေါ်မှာဂုံယူပါတချိန်မှာနောက်ကိုသားသမီးတွေကပြန်ပြီးဂုံယူစွာပြပလို့ရအောင်လို့တချိန်မှာသားသမီးတွေရှင်ပြလိမ့်မယ်တချိန်မှာနောက်မျိုးဆက်တွေကခမတို့ဗီဒီယိုဖိုင်တစ်ခုရှင်ပြပြီးတော့ဖေဖေဘယ်ဟာမှန်လဲမမေဘယ်ဟာဘယ်မှန်လဲမေးတဲ့အချိန်မှာခမတို့ကိုကအဲ့ကြောင်မှမရှက်မိအောင်ခုကလေးကကိုလိုကိုလိုပါဒါပဲရှင်းရှင်းလေးပဲနိုင်ငံတော်ကကြီးချက်ကူညီလိုက်ဒါပဲကျွန်တော်တို့လည်းကူညီတာပဲဒီလိုပဲကူညီတယ်နိုင်ငံတော်ပဲကူညီတာအဲ့ဒါနေပင်းအားပေးလည်းမလို့ဘူးဘယ်သူမှမလို့စစ်တပ်တွေပါဘူးဘယ်သူမှရှိရှိကျွန်တော်နိုင်ငံတော်ပဲကူညီမှာဒါပဲ မင်းကစစ်တပ်ကိုအာမပေးဘူးသားမင်းပြောနေမင်းစောက်ပဇာထွက်နေတဲ့ဇကားတွေကိုလည်းမင်းတေချာပြန်နားထောင်ကြည့်ဟုတ်နော်စောက်ပေါ်မင်းတို့စစ်ခွေတက်ကောင်းကြောင်းလွှဲရင်ဘာမှမပြောရတဲ့ကောင်ကမင်းတို့စစ်ခွေတက်ကိုအာမပေးဘူးဆိုတော့မင်းပဇာဘလောက်ထိပေါက်လို့ပဲစားနိုင်လဲဆိုတာမင်းဇကားတွေကိုမင်းပြန်ပြီးတော့နားထောင်ကြည့်နော်အဲ့တော့ငါတို့တော်လိုင်းကြီးပတ်ချင်အဆိုဆယ်ပန်နစ်မန့်လောက်လို့မင်းတို့ကောင်တွေကဘာမှမဖြစ်ဘူးသားပြောနေကြတာနော်ဟိုမှာဒိန်းတောင်တို့အုံသီးတို့ကိုတမရဘသူမှပွဲမငှားလို့ဘသူမှဇက်ကမခေါ်ရိုက်လို့ဆိုပြီးလိုင်းပေါ်မှာဖင်ကုန်းပြီးတက်ငိုထားတာလေးကိုမင်းသွားပြီးတော့ဖြည့်ဆင်းပေးလိုက်အောင် နော်ကဲတော့နောက်ထပ်ဒီ BNN သတင်းဌာနကိုလည်းဒါကျွန်တော် credit ပေးပါတယ်ဒီအကြံပတ်စစ်ခွေတက်ကပြုလုပ်ပေးမဲ့ဒီအတူရောင်ရေကောက်ပွဲနဲ့ပတ်သက်ပြီးဦးတိုဇော်လက်ရဲ့ပြောဆိုထားတာလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာနာမည်ကြီးတဲ့ director mic ကြီးလို့ပါလို့ကြားလို့လည်းတစ်ခါထောင်ချပလိုက်တာပေါ့ဟိုအဲ့ဒါလည်းအစွမ်းကပြောတဲ့တိတ်ကြီးတယ်ဘာမှမဟုတ်ပါဘူးအဲ့ကသူတို့ရဲ့ဝါဒဖြန့်ကြီးမှာသွားပြီးတော့ reaction လက်ပေးတာတော့ဟာဟာလောက်တာတော့အဲ့ဒါလောက်လေးနဲ့တွေကိုဟိုအစောရံပြောတယ်စိတ်ထဲတော့မပြတ်မှန်းနဲ့ဆိုတဲ့စကားကိုပဲပြန်ပြောရမှာအဲ့လိုနည်းနည်းလေးမ ဟိုအထိမခံအဝေဘမခံနော်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်တွေမှာဘယ်လိုဖြစ်ဖြစ်တော့ဒီရုပ်ောက်ပွဲအချို့ကာလရောရုပ်ောက်ရုပ်ောက်ပွဲကာလရောရုပ်ောက်ပွဲပြီးတဲ့အခါတရားဝင်မှုကာလမှာတော့တရားတွေကတော့ကြုံနေရမယ်မတရားပြီးနေမှုတွေရှိမယ်သူတစ်ပြင်းတော့အခုရုပ်ောက်ပွဲကလုံခြုံရေးစိုးရင်လို့ online ဖိနှိပ်မှုကိုပို့ပြီးတော့ digital repression ပေါ့ဗျာ digital digital ရှစ်လို့ပြောတာပေါ့ digital ပေါ်ကအနာရှင်စနစ်ကိုပို့ပြီးတော့ပြည်သူတွေကခါးစည်းခံရမယ်ဆိုတာတော့ပို့ပြီးတော့တည်တာနေတယ်အဲ့တိုင်းပဲသွားနေတယ်အဲနောက်တစ်ခါဒီဟာရဲ့ ရွေးကောက်ပွဲကရွေးကောက်ပွဲဟိုအတူရောက်ဖြစ်ချောင်းဆိုတာသူတပြင်းတော့ရွေးကောက်ပွဲဆိုတာကျွန်တော်တို့လူခွင့်ကြီးညာဆန်တဲ့အပိုက်27မှာပါထားပြီးသားဗျာကို့အုံချုံမဲ့ဆိုရအောင်ကိုကလွတ်လပ်စွာပြောဆိုဝေဖန်ပြီးတော့ရွေးချယ်ခွင့်ရှိတယ်ဆိုတာပါထားပြီးသားဒါအချိန်ခံလူခွင့်ရေလေအဲ့ကဆန်နှုံးတွေတစ်ခုနဲ့မှမညီတော့ဒီရွေးကောက်ပွဲကဘလို့ဖြစ်ဖြစ်တော့ဟိုရွေးကောက်ပွဲမဟုတ်ဆိုတာတော့ပေါ်ပေါ်တာပေါ့နော်နောက်ဆုံးတော့လည်းအဲ့လိုပဲပြောရမှာပေါ့ဒါပေမဲ့ဖိနေမှုတွေတော့ပုံများလာလိမ့်မယ်ဒီဟိုနေ့မှာတော့ online မှာတော့ပိုဆိုးလာလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့တုံ့ပြန်ရေးအရာအဓိကမဲဆွဲတာ online ဖြစ်နေလို့ပါလား ဟိုတိုးစော်လာဘယ်လိုများအကြံပေးချင်လဲဒီအဖန်စီဘယ်လိုခေါ်မလဲတက်တာတော့မဟုတ်ဗျာလူတွေကလောလောဆယ်ပြောဆိုခွင့်ထုတ်ပုတ်ခွင့်ရလာအောင်ဘယ်လိုများဆောင်ရွက်ပြလဲပေါ့အားလုံးတူချင်းကျွန်တော်ထင်နေတော့ရွေးကောက်ပွဲနီးလေဟိုကအကျိုးကာလပဲရှိသေးတယ်တကယ်ရွေးကောက်ပွဲနေ့တော့ပြီးလို့ရှိရင်ရွေးကောက်ပွဲအလွန်တရားဝင်မှုအချိန်တွေမှာပို့ပြီးဖိနှိပ်မှုတွေများမယ် ဒီရွေးကောက်ပွဲကအတူကြီးလည်းဖြစ်တယ်လို့တနတ်မို့ဒါမို့စွမ်းလိုမျိုးဖိနှိပ်မှုမျိုးစုံများလို့လည်းဆိုပြောဆိုဝင်လည်းမရှိတယ်လို့စိတ်နဲ့တော့မပြတ်မနဲ့ဆိုတော့အတွေးခေါ်ရအောင်ထည့်ထားတဲ့ဟာပေါ့နော်အဲ့တော့ကျွန်တော်ထင်တာတော့ဒီအထူးသဖြင့် online တည်တည်တဲ့တုံးတဲ့လူတွေအ ਨੇ ဆုံးတော့ကို profile လော့ချတာပေါ့ဗျာအခုလိုဖန်ခံတယ်လော့မချတာလို့သူများမြင်နိုင်တယ်အ ਨੇ ဆုံးတော့ကိုယ့်ရဲ့လုံခြုံရေးတော့ကိုထားပါဒါပေမဲ့မပြောနဲ့လို့တော့ကျွန်တော်တော့မတားဘူးပိုတော့ပြောတင်တယ်လူတွေတန်းနဲ့ချိန်ပြီးတော့ဒီအပေါ်မှာဝေဖန်နေတယ်ဆိုရင်တစ်ချိန်ကျရင်ပြောရတာပေါ့ဒီရွေးကောက်ပွဲရဲ့ ဟိုရုပ်ကဘွဲတစ်ခုရဲ့အခြေခံထဲမှာလွတ်လပ်စွာစီယုံခွင့်ပြောဆိုခွင့်ရေးထည့်ခွင့်နော်မဲ့ပြီးတယ်ဆိုတာအဓိကကြည့်တယ်လွတ်လပ်ပြီးတရားမျှတလာဆိုတာကြည့်တာပါဘယ်လောက်လွတ်လပ်လဲဘယ်လောက်မျှတလဲအခုကလွတ်လပ်မှုလည်းမရှိဘူးမျှတမှုလည်းမရှိဘူးဒါပေမဲ့လူတွေကိုလည်းဒုက္ခပေးနေတော့အကယ်တမ်းသူတစ်ပြင်းတော့ social media တုံးတဲ့လူတွေအနည်းဆုံးကုတ် profile လောချတာလောက်တော့အဲလောက်တန်အောင်လို့တင်ထားတင်တယ်နောက်တစ်ခါဒီဟာဝေဖန်တာတော့ဝေဖန်လို့ရပါတယ်လော့ချိုက်ပြောလို့ရတာပဲเนาะဒါပေမဲ့ပို့ပြီးတော့သတိထားတင်တာက ဟိုဖိနှိပ်မှုတွေအစောလို့ရက်ဆက်မှုတွေသူတို့ပြတော့ digital operation လို့ကျွန်တော်တို့ခေါ်တာပေါ့ဗျာ digital platform ပေါ်မှာရေးရဆက်ဆက်ဟိုမဝေပန်ရဲအောင်ကြောက်သွားအောင်တော့ဒီရက်ဆက်ကြီးပို့လောက်တာတွေပို့တိုးလောက်လာတာတွေဖြစ်လိမ့်မယ်အဲ့ဒါကြောင့်မလို့ပြည်သူတွေအနေနဲ့ဒီ social media ကိုအမှတ်တမဲ့အလွယ်လေးလွယ်လွယ်ကူကူမလုပ်ပါနဲ့ကိုယ့်ပေါ်အန္တရာယ်ကျမဲ့ဟာမျိုးကိုရှောင်ပြီးတော့အနေအဆုံကိုယ့်ရဲ့လုံခြုံရေး digital safety ပေါ့လုံခြုံရေးအခြေခံအချက်လေးတွေရှိပါတယ်အဲ့လောက်တော့သိထားတဲ့နဲ့ခင်ဗျားတို့လို media တွေကလည်းပို့ပြောပြတင်တာပေါ့ဗျာ ဟုတ်ဒါကကျွန်တော်တို့အူချင်းပြည်သူပဲပေါ့စစ်တားဟောဗျပြောလို့တော့ရမှာမဟုတ်ဒါပေမဲ့ဘာပြောချင်လဲအဲ့ဒီဖမ်းဖို့စောင့်နေလို့စစ်တပ်ကတော့ဗျခုလည်းသူတို့လုံထင်တာလုံလို့ရနေတာပဲပြိုင်စရာလည်းလူမရှိဘူးစွမ်းပြောပြောသလိုအဓိကအတိုက်ခံပါတီ40လောက်ပဲဗျအနယ်ဒီဟိုတော့ပြောမယ်အနယ်ဒီအပဝင် SND လို့ပါလို့စစ်တပ်ကိုပြိုင်စရာလေ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 ာဘယ်သူမှမရှိဘူးဟုတ်တို့ရွေးရတဲ့အနေနဲ့အဲ့ဒါလေကိုကကိုတချို့နေရာဆိုမရွေးခင်နေရာလေနိုင်ပြီးနေပြီပဲဗျာ။ဘာဖြစ်လို့ဒီလောက်ရုပ်ပြက်စင်းပြကြီးအတင်းယူ ဟိုပြည်သူကိုအတင်းဖိနှိပ်ယူလာငါတို့ကြောက်ရမယ်ငါတို့နင်တို့အတင်းထောက်ကန်လုပ်နေလာဗျာဒီတိုင်းနဲ့တနက်မိုးပြီးအုပ်ချုပ်နေလာပဲဟုတ်တယ်မလားအဲ့တော့ကျွန်တော်ထင်ပါလေဒါပေမဲ့ဒါတွေကတချိန်ကျရင်အမဲဆက်တွေပါဟိုအထူးသဖြင့်တော့စစ်တပ်ရဲ့ဇမိုင်းပေါ့ဗျာတက်မတော်လို့တက်မတော်ဆိုတာလည်းအခုကတော်တော်လေးတော့အဲ့အတန်မကြားကျင်တော့လားလူလူကဘလောက်တော့မုန်းနေပြီလဲဆိုတော့အထူးသဖြင့်တော့သူတို့လုပ်တဲ့နင်နေနေပေါ့တံပြန်မှုပေါ့ဗျာဖိလေကြွားလေးပေါ့တကယ်အရန်ဖိနေရင်ပြည်သူကတော့ပြန်ကြွားတာပဲလေ ဲ့တော့နိုင်လဲနိုင်နေပြီးသားဘာလို့မြန်ပြည်သူတို့လောက်တော့ငြိမ်းရဆက်ဆက်ထပ်နှိမ့်ဆက်ခြင်းနေကြတယ်ပေါ့ဘယ်သူမှမပါလဲထပ်ပြီးတော့သူတို့ညီမျိုးစုံလှုပ်ထားတယ်ဥပဒေအရရောအခုလှုပ်ထားတဲ့ဝင်ပြိုင်မဲ့ဟိုစနစ်အရရောရုပ်ကွဲကဒီဇိုင်းဝင်ကသူတို့နိုင်မနိုင်နိုင်လှုပ်ထားပြီးသားပဲဗျာဘာလို့ပြည်သူကိုမောင်းအောင်ထပ်ဖိနှိမ့်နေမှာလဲပေါ့နော်ဘယ်လိုဖြစ်ဖြစ်တော့ဟိုဒိုင်လူကြီးကလည်းသူပဲကိုသိန်းမှလည်းသူပဲအဲ့ဒါနိုင်နေပြီးတဲ့ဟာကိုဘာလို့ဒီလောက်အတင်းကြီးလူတွေကိုငါလည်းကြောက်အောင်မထက်လှုပ်နေမှာလဲပေါ့အဲ့ဒါပဲပြောပြရစီဒါမဲ့တခုမကောင်းတာတော့တမိုင်းကြောင့်မှမကောင်းနဲ့ ကျွန်တော်တို့ပုံမှန်ပြီမှာတော့စစ်တပ်ဥဆောင်တဲ့မကောင်းတဲ့ရွေးကောက်ပွဲဆိုတဲ့သမိုင်းမှတ်တိုင်းတော့တကယ်ကြံခဲ့မှဆိုတာတော့ပြောရမှာပါဗျာဒါတွေကဟိုအခုတော့အခုလက်တလောထင်းနေပြစ်စုံပန်တော့ခဏနိုင်နိုင်တော့မှာတချိန်မှာသမိုင်းကြောင်းရတော့မြန်မာပြည်မှာမကောင်းတဲ့ background ရာသွင်းရှိတဲ့စစ်တပ်စစ်တပ်တနက်ထောက်ပြီးကျင်းပါတဲ့ရွေးကောက်ပွဲ2025ရွေးကောက်ပွဲကအဲ့လိုကြီးပါလားဆိုကြံခဲ့တာတော့မကောင်းဘူးဗျာတိတ်ခါကြတာပါပြောရရင်တော့အဲ့လိုပဲပြောကျင်ပါတယ်ခင်ဗျာအဲ့တော့တိတ်ခါမရှိတဲ့ကောင်တွေကတော့သူတို့အမေတွေမွေးလာခဲ့တဲ့ကဒီဆက်ကြောနဲ့ချက်ကြောမှားပြီးဖြစ်လာခဲ့တဲ့ကောင်တွေဆိုတော့ ဒါဆက်ရကောင်းမလဲတိမှလည်းမဟုတ်ဘူးเนาะအဲ့တော့ဒါကြောင့်မြန်မာပြည်မှာစီးရဲဒါကြောင့်ညီကိုမောင်နှမတွေအနေနဲ့ကလည်းဒါဖြစ်နိုင်ဒီ Facebook အကောင့်ကိုအကောင့်အတုလေးနဲ့ပဲသုံးပါလို့ဒါကျွန်တော်တိုက်တွန်းပါတယ်ဘာလို့လဲဆိုတော့အခုချိန်ကဒါကိုယ့်ရဲ့လုံုံရေးအဓိကပဲเนาะဘလိုပဲဖြစ်ဖြစ် Facebook ကိုသုံးရမယ်ဆိုရင် profile ကိုလော့ချတာเนาะဒါဖြစ်နိုင်ဘာပုံမှမတင်တာကောင်းတယ်เนาะနောက်ပြီးတော့ကိုယ်နဲ့မသိတဲ့လူတယောက်ယောက်ကလာပြီးတော့တငယ်ချင်းအပ်ရဆိုရင်လက်မခံကြဖို့လည်းဒါကြောင့်ပြောချင်းပါတယ်เนาะဒါကိုယ်နဲ့မသိရင်လက်မခံတာတော့အကောင်းဆုံးပဲ အဲတော့ဘယ်လိုပဲဖြစ်ဖြစ်လုံခြုံနေကြပါလို့ဒါကြောင့်တိုက်တွန်းပါတယ်။ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒါကိုချိုကြီးပြောပြထားတဲ့ဒါကြောင့် UG တွေအကောင်ဘယ်လိုတွေလှုပ်ဆောင်ရမလဲဆိုတဲ့အကြောင်းလေးကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာဒီပြည်တွင်းထဲမှာရှိတဲ့เนาะအာ UG လုပ်ငန်းတွေအာမြို့ပြပျောက်ကြားတော်လှန်ရေးလုပ်ငန်းတွေကအတော်ကိုအင်အားနည်းသွားတဲ့အနေအထားမှာရှိတယ်။ဒါကပြောရလို့ရှိရင်မျိုးဥတော်လှန်ရေးအတွက်ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ နော်တော့သူကစစ်တပ်ကသူကဒီပြည်ရင်းထဲမှာသူထိမ့်ချုပ်သွားနိုင်ပြီဆိုတဲ့ဟာကိုသူကဒါပြောရလို့ရှိလို့ရှိရင်85ရာခိုင်နှုန်းဒီမှာသူထိမ့်ချုပ်သွားနိုင်ပြီနော်ပြောရလို့ရှိလို့ရှိရင်အခုဘာဖြစ်လို့လဲဆိုတော့အုပ်ကြီးတွေလည်းအရင်တော့လိုမျိုးနေ့စဉ်ရက်ဆက်အလုပ်ကြံမခံရတော့ဘူးလေဗျာဟုတ်တယ်မလားဒီစစ်တပ်အရာရှိတွေဦးနေလည်းအလုပ်ကြံမယ်အဲ့တော့လူတွေကပြည်ရင်းထဲမှာရှိဒါကြောင့်မို့ကျွန်တော်ပြောတဲ့ပြီးခဲ့တဲ့ live ဒီမှာဒလန်တွေအရင်ဆောင်းကြွနေတယ်ဆိုတော့အဲ့ဒါကိုပြောတာ နော်။ဘာလို့သူတို့ကအခုကတဖြည်းဖြည်းနဲ့သူတို့လုံခြုံမှုကိုသူတို့ရလာနော်ရလာအဲ့ဒါကမကောင်းဘူးနီတော်လိုင်းလုံးနေတဲ့လူတွေအတွက်အဲ့ဒါကမကောင်းဘူးပြီးတော့စစ်တပ်ကိုအဓိကချင်းချောက်နိုင်တဲ့အနည်းကက်ဒုက္ခပေးနိုင်တဲ့ဟာကဒီ UG လုပ်ငန်းတွေနဲ့မြို့တပ်ပျောက်ကြားတော်လိုင်းလုပ်ငန်းတွေပဲအဲ့တော့ဒီ UG လုပ်ငန်းတွေမြို့တပ်ပျောက်ကြားတော်လိုင်းလုပ်ငန်းတွေအခုလိုအားနည်းလာရအဓိကအကြောင်းရင်းကဒရင်ပေးတွေရှိနေလို့ဒရင်ပေါက်ကြားမှုတွေရှိနေတဲ့အတွက်ကြောင့်မလို့ဟိုဘက်ကဒါတွေကိုဖန်ဆီးထိမ့်သိမ်းနှိမ့်ကိုနှိမ့်နေနိုင်တယ်ဒီစစ်စင်ရေးတွေကိုသူတို့ နေဟိုကောင်းကောင်းနေဟိုချိန်မုန်းနိုင်တာဖြစ်တယ်เนาะဟိုအဓိကတည်င်းမဲ့သူတို့ဘက်ကစစ်တပ်ဘက်ကတည်င်းမရဘူးဆိုလို့ရှိရင်ဘာမှလုပ်လို့မရเนาะအဲ့တော့ဒီလို UG လုပ်ငန်းတွေမြို့ပြပျောက်ကြားတော်လိုင်းလုပ်ငန်းတွေပြန်လဲအားကောင်းလာဖို့ဆိုတဲ့ဟာကကျွန်တော်တို့ကဒီကိုယ့်ဘက်မှာရှိနေတဲ့เนาะလူတွေထဲမှာဘသူတွေကတည်င်းပေးတွေလဲနော်အဘသူတွေကဟိုဘက်ကလှုပ်လိုက်တဲ့ထောင်လန်းကြီးတွေလဲဆိုတာကူတော့ကို့အဖွဲ့အစည်းအချင်းချင်းကြားထဲမှာနော်ကို့ဟာနဲ့ကို့ပြန်လဲပြီးတော့ ာဖော်ထုတ်နိုင်လို့ရှိလို့ရှိရင်တော့အကောင်းဆုံးပေါ့ဗျာเนาะအဲ့တော့ကျွန်တော်တို့ဒီဖြစ်လာတဲ့ဒီတော်လန်ရဲ့သဘောတဘာဝအရာကလည်းဟိုအဲ့ဓာတွေကိုလုတ်ဖို့အတွက်အတော်မှအကက်ခဲရှိတယ်။ဘာကြောင့်ဆိုတော့ဖွဲ့စည်းတွေကပြန်ကျဲနေတယ်เนาะအာစူးစီးမှုမရှိဘူးเนาะခေါင်းစဉ်တစ်ခုအောက်မှာမရှိတဲ့အခါကျတော့เนาะအဲ့ဓာတွေကိုဟို ပေါ်ထုတ်ဖို့ရှာဖွေဖို့ဆိုတာအဲ့အရာတွေကလည်းခက်ခဲတယ်အဲနောက်တစ်ခုကဒီလူတွေရဲ့သဘောတဘာဝအရာဟုတ်လားခုနလိုမျိုးလာလုံးကတော့တော်လိုင်းကြီးလုပ်ဖို့ပဲဒါပေမဲ့ခုနလိုမျိုးဟိုရွှေရီးကိုနော်ပင်ခုပြီးတော့ထိုင်ရတဲ့အခါမှာနော်ငွေတွေကိုပင်ခုပြီးတော့ထိုင်ရတဲ့အခါမှာငွေကလူရဲ့စိတ်ကိုပြောင်းလဲစေရလေဗျာအာနာလည်းလူရဲ့စိတ်ကိုပြောင်းလဲစေအဲ့တော့အဲ့လိုပြောင်းအဲ့လိုမျိုးသူ့လူသဘောတဘာဝအရာဟုတ်လားဟိုပြောင်းလဲသွားတဲ့လူတွေရှိတယ်လို့ဒီလိုမျိုးကိုဟုတ်လား ဒီစစ်စင်ရေးတွေအတွက်လှုပ်လိုက်တဲ့ထောင်လန်းရေးတွေအသွင်ယူလာတဲ့လူတွေကလည်းရှိတယ်เนาะအဲ့တော့အဲ့ဒီလူတွေကိုမဖော်ထုတ်နိုင်ရခြင်းကအဓိကအကြောင်းရင်းထဲမှာလဲဒီစူးစီးမှုကเนาะပြန်ကျဲနေတယ်ပြန်ကျဲနေတယ်ဆိုတဲ့အခါကျတော့တော်တော်ကိုလောကကံရတာခက်တဲ့အနေသားပဲဗျာเนาะဒါပေမဲ့ဘလို့ပဲပြောပြောကျွန်တော်တို့ကအခုလာမဲ့ရွေးကောက်ပွဲကိုကြည့်ရမယ် နော်ရေးတော့ပွဲမှာဒီ UG လုပ်ငန်းတွေမြို့တပ်ပျောက်ကြားတော်လိုင်းကြီးလုပ်တဲ့သူတွေကဘလောက်ထိထိထိရောက်ရောက်လုပ်နိုင်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့နော်ဒီတော်လိုင်းကြီးလုပ်တဲ့လူတွေအပေါ်မှာရန်သူကလေးစားမှုရှိလာမှာဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့အရင်ကြည့်ကြည့်ပေါ့ဗျာ2021ကနေ2023ဟုတ်လားကုန်တဲ့အချိန်ဒီဆိုလို့ရှိရင်ခင်ဗျာ ပီရီယက်တွေကိုရန်သူကကြောက်ရတယ်စစ်တပ်ကကြောက်ရတယ်လေဗျာเนาะဘာကြောင့်ကြောက်ရလဲသူတို့ကိုအနီးကပ်ဒုက္ခပေးနိုင်တယ်သူတို့ကိုအနီးကပ်ဟလာဟိုအန်ရယ်ပေးနေတဲ့လူတွေဖြစ်တဲ့အတွက်ဖွဲ့စည်းတွေဖြစ်တဲ့အတွက်သူတို့ကကြောက်ရတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီရှေ့လာမဲ့အနာကပ်မှာဆိုလို့ရှိလို့ရှိရင်ဟိုစစ်မြေပြင်တွေကိုဟို ဟိုအာယုံထားတာအာယုံထားတာပဲဒါပေမဲ့ဒီပြည်ရင်းထဲမှာမြို့ကြီးတွေပေါ်မှာဒီ UG လုပ်ငန်းတွေမြို့တက်ပြောက်ကြတော်နိုင်ရေးလုပ်ငန်းတွေเนาะအရင်တော့အလိုမျိုးပြန်လဲအားကောင်းလာဖို့ရန်သူကိုအနီးကပ်ချင်းချောင်းနေဖို့ဒုက္ခပေးနေဖို့ဆိုတဲ့ဟာတွေကအာပြန်လဲပြီးတော့နီလန်းတစ်မျိုးတစ်ပုံနဲ့เนาะလောက်ကင်ဖို့ လိုအပ်တယ်ဗျနော်အဲ့တော့အဲ့ဒီအဲ့ဒီအလုပ်တွေမဖြစ်အောင်အတွက်ကိုအဲ့လိုမျိုးအားကောင်းတဲ့ဒီဒီ UG လုပ်ငန်းတွေမြို့တက်ပြောက်ကြားတော်လိုင်းလုပ်ငန်းတွေမဖြစ်အောင်အတွက်ကိုနော်ဟိုရန်သူကလည်းလုံနေတာပဲအဲ့လုံနေတဲ့အတိုင်းမှာပါလဲသူ့ရဲ့တည်င်းပေးတွေနော်သူ့ရဲ့တည်င်းပေးတွေကိုသူ့ရဲ့ဆဲရုံပဲအဲ့တော့ကျွန်တော်တို့တွေကနောက်ကိုလုံတဲ့အခါကျရင်ကိုယ့်ရဲ့တည်င်းတွေမပေါက်ချောက်ဖို့အတွက်ကိုတည်င်းပေးတွေကဘယ်သူတွေလဲနော်ရန်သူတွေ့လိုက်တဲ့ထောင်လိုင်းကြီးတွေကဘယ်သူတွေလဲဆိုတော့နော်တိတိကျကျ ဖော်ထုတ်နိုင်လို့ရှိလို့ရှိရင်တော့ကောင်းတာပေါ့ဗျာဖော်ထုတ်ပြီးတော့ပြည်သူလူထုကိုလည်းချပြနိုင်လို့ရှိလို့ရှိရင်တော့ကောင်းတာပေါ့နော်ကဲတော့ဒါကိုချိုးကြီးပြောသားသလိုပဲနော်ဒါကြောင့်တော်လိုင်းတက်ဖွဲ့ကြီးပတ်ချက်မှလည်းဒီအချမ်းပတ်စစ်ခွေတက်တွေကဆေလွတ်ထားတဲ့ဒီအတွင်းသစ်ဆိုထောက်လိုင်းရင်ကောင်းနေလဲပါမှာပဲနော်အဲတော့ဒါကြောင့်တော်လိုင်းတက်ဖွဲ့ကြီးအနေနဲ့ကလည်းအဲ့လိုကွန်မြူနတီကိုမီလို့စင်ရင်တော့နနာလေးသာဆော်ပေးပါလို့ပဲဒါကြောင့်တောင်းဆိုပါရယ်နော်ကဲတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကိုမွန်မတယောက်ချင်းတိုင်းအထူးပဲကျေးဇူးတင်စီပါရယ် နောက်ဗီဒီယိုမှာနောက်သတင်းကောင်းတွေနဲ့ပြန်တက်လာခဲ့ပါဦးမယ်အားလုံးပဲကျန်းမာပေးခြင်းကြပါစေညာ thank you